ယူကရိန်းကမော်စကိုကမ်းခြေဆောင်တပ်ကိုတိုက်ခိုက်ပြီးစစ်သည်မော၈စီးနှိမ့်မြုပ်စေခဲ့ယူကရိန်းဟာရုရှားကင်းလှည့်တပ်တွေနေရာယူပြီးအခြေချဖို့အခြေကိုစောင့်နေခဲ့ပါတယ်။အဲဒီနောက်စက္ကန့်ပိုင်းအတွင်းမှာပဲရေအောက်ကနေရုတ်တရက်တိုက်ခိုက်ခဲ့ပါတယ်။ညတကောင်ကျော်၁၂နာရီတမိနစ်မှာ Novaraxi ရဲ့အနောက်ဘက်နိုင်ငံတကာရေပိုင်နက်တစ်ချောင်းမှာပထမဆုံးသတိပေးချက်ပေါ်လာပါတယ်။ ရုရှားအတွက်ပုံမှန်အနိုင်ပြန်ကင်းလဲမှုလို့သတ်မှတ်ထားတဲ့နေရာဟာချက်ချင်းဆိုသလိုစစ်မြေပြင်ဖြစ်သွားပါတယ်။စက္ကန့်30အောက်မှာပဲရုရှားတပ်ဖွဲ့တွေကလှိုင်းတွေကိုချော်ဖြတ်ပြီးလျင်မြန်စွာရွေရှားနေတဲ့အရာဝတ္ထုတစ်ခုကိုစစ်ဆေးတွေ့ရှိခဲ့ပါတယ်။နောက်ထပ်ဒုတိယနဲ့တတိယမြောက်အရာဝတ္ထုတွေကိုလည်းထပ်တွေ့ရတာမလို့ချက်ချင်းအသင့်ပြင်ဆင်မှုအမိန်ပေးခဲ့ပါတယ်။ရုရှားဟာဒီ area မှာအနိုင်ပြန်ကင်းလဲမှုတွေကိုမကြသေးခင်ကမှချဲ့တွင်ခဲ့တာပါသူတို့က Ukraine drone UAV တွေနဲ့မျက်နှာပြင်မဲ့စစ်ရေရင်ငယ်တွေ USV တွေကိုကန်ယူတန်မရောက်ခင်ကြိုတင်သိရှိနိုင်မှုအတွက် SU-30M တိုက်လေယာဉ်တွေကန်ယူတန်ရေဒါသင်္ဘောတွေနဲ့ mobile ဒုံးကျည်တပ်ဖွဲ့တွေကိုခြားထားခဲ့ပါတယ်။ဒါပေမဲ့လည်းဒီညမှာတော့အဲ့ဒီကွန်ရက်ကိုစမ်းသပ်ခံခဲ့ရပါတယ်။ပထမဦးဆုံးအပြန်အလှန်တိုက်ခိုက်မှုကချက်ချင်းဆိုသလိုဖြစ်စေခဲ့တာပါ။ကန်ယူတန်ဘော့ကရုရှား Panzer S1 လေကြောင်းကာဝေးစနစ်တွေကဒေါ်လာတသိန်းနီးပါးတန်ကြီးရှိတဲ့ 57E6 ဒုံးကျည်နှစ်စင်းကိုမတိရသေးတဲ့ရေပေါ်ပစ်မှတ်တွေကိုပစ်ခတ်လိုက်ပါတယ်။ တချိန်တည်းမှာပဲပေထောက်နေရအမြင်ကယူကရိန်းထောက်လိုက် drone တစီကကမ်းလွန်ပေးလိုက်ပြီးကအဝေးပြေးတိုက်ခိုက်ရအဖွဲ့အစည်းကိုပြစ်ခတ်ဖို့အချက်ပြခဲ့ပါတယ်။စက္ကန့်အနည်းငယ်အကြာမှာယူကရိန်းကဒေါ်လာ1.5သန်းတန်တဲ့ပပွန်အမျိုးဥစားတင်မော့ဖြတ်ဒုံးကြီးကိုရေဒါအရင်းမြစ်စီပြစ်လွတ်လိုက်ပါတယ်။ဒုံးကြီးဟာပထမဦးဆုံးရုရှားရေဒါတင်မော့ကိုထိမှန်ခဲ့ပြီးအနောက်ဘက်ချီးကပ်ရာလမ်းကြောင်းဖွင့်ပေးလိုက်ပါတယ်။ရုရှားကဒေါ်လာတန်90ကျော်တန်မိုးရှိတဲ့ Su-30 SM တိုက်လေ2စီကိုယူကရိန်းရဲ့နောက်ထပ်အသေးခံ drone အုပ်စုလိုထင်ပြီးဂျားဖြတ်တိုက်ခိုက်ဖို့စီလုပ်ခဲ့ပါတယ်။ ဒါပေမဲ့သူတို့ဝင်ရောက်သွားတာက USV တွေထောက်တိုင်း drone တွေနဲ့ရေမျက်နှာပြင်အနီးကပြန်တန်းတိုက်ခိုက်ဖို့ပြုပြင်ထားတဲ့ R92 လေးမပစ်လွတ်တဲ့လေဟုန်စီဒုံးကျည်20နဲ့ပေါင်းစပ်ထားတဲ့တိုက်ခိုက်ရေးပုံစံတွေကိုဝင်ရောက်မိခဲ့တာပါ။7နာရီ4မိနစ်မှာတိုက်ပွဲကအပြေးအဝါစတင်ခဲ့ပါတယ်။နှစ်ဖက်စလုံးကပြစ်ခတ်ခဲ့ကြပြီးနှစ်ဖက်လုံးကလည်းအထီးခိုက်ရှိခဲ့ပါတယ်။ဒီအချိန်မှာပုံမှန်အဖြစ်ငြိမ်သက်နေတဲ့ပင်လယ်နက်ကြီးဟာနှစ်ဖက်စလုံးတလောက်မြင်မြန်ပြင်းထန်လိမ့်မယ်လို့မထင်မှတ်ထားတဲ့အရေးကြီးပွဲအတွက်စိတ်မြင့်တစ်ခုဖြစ်သွားခဲ့ပါတယ်။ရုရှားရဲ့အနောက်ပိုင်းပင်လယ်နက်ကာကွယ်ရေးကွန်ရက်ကို Novavax C ကိုမရောက်ခင်ချိန်ချောက်မှုတွေပိတ်ဆို့ဖို့ရည်ရွယ်ထားတာပါဘိုးအချက်မှာဒေါ်လာတန်60တန်နဲ့ Su-30 SM တိုက်လေယာဉ်တွေလည်းပါဝင်ပါတယ်သူတို့ကပေ1600ကနေ3300ကျအနိုင်ပိုင်းအမြင့်မှာပုံမှန်အတိုင်းနိုင်လက်တန်အတိုင်းကင်းလှည့်ပါတယ်သူတို့ရဲ့ရည်ရွယ်ချက်က Ukraine UAV တွေကိုထောက်လန်းဖို့ USV တွေကိုတားဆီးဖို့နဲ့ရေမျက်နှာပြင်ချီးကပ်လာမှုတွေကိုဖိအားပေးဖို့ဖြစ်ပါတယ်ဒီတိုက်လေယာဉ်တွေကိုထောက်ကူဖို့အတွက်ဒေါ်လာ10သန်းစီတန်ဖို့ရှိတဲ့ရေပေါ်ရေဒါတွေနဲ့ ကယိုးတဲ့အစောပိုင်းသတိပေးစခန်းတွေရှိပါတယ်။ဒီစခန်းတွေဟာသေးငယ်ပြီးအနှိမ့်ပြန်ရင်ငယ်တွေကိုအဝေးကနေထောက်လန်းဖို့အတွက်အလွယ်တကူမထိုးဖောက်နိုင်တဲ့အတားဆီးတစ်ခုဖန်တီးထားတယ်လို့ရုရှားတပ်မှုတွေကယုံကြည်ခဲ့ပါတယ်။ကယိုးတဲ့မှာရုရှားကဒေါ်လာ15တန်တန် Panzer S1 လေကြောင်းရဲ့ကာကွယ်ယူနစ်တွေကိုဒေါ်လာ3သိန်းတန် 57E6 ဂျာပြတ်ဒုံးကြီးတွေနဲ့တူတူချထားပါတယ်။ဒီစနစ်တွေကအပေါ်ကနေဒါမှမဟုတ်တက်တက်လာတဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်ဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပြီးရေမြက်လိုက်ပြီးအနီးကလာတဲ့တောင်ချိုးမျိုးအတွက်တော့မဟုတ်ပါဘူး။ မော်စကိုဘက်ကလည်းယုံကြည်မှုအပြည့်ရှိခဲ့ပါတယ်ရုရှားရဲ့စစ်ရေးအယူအဆကချင်းချောက်မှုတွေဟာလေတုတွေကနေတိုက်ခိုက်ရေး drone တွေ cruise ဒုံးကြီးတွေနဲ့ယူကရိန်းရဲ့အဝေးပြေးလေယာဉ်တွေကနေလာမယ်လို့ယူဆထားတာပါခြေပေါ်ကချင်းချောက်မှုတွေကိုနှိမ့်ွေတယ်၊စုညံတယ်၊ဖျက်ဆီးရလွယ်တယ်လို့သတ်မှတ်ထားပါတယ် NA ဟာပင်လယ်ရေပြင်အောက်ကလာနိုင်မယ်လို့ဘယ်သူမှမထင်ခဲ့ကြပါဘူး Odexa မြို့ရဲ့တောင်ဘက်မှာ Murat V7C drone 3စီးဟာမြစ်ထဲကနေတိုက်ဆိတ်စွာထွက်ခွာလာခဲ့ပါတယ်မီးမရှိရေဒီယိုမရှိ 45 taxi ဘတ်အောက်အတန်တူတူလေးနဲ့သွားခဲ့တာပါပွင့်လင်းပင်လယ်ကိုရောက်တာနဲ့သူတို့ဟာပေတထောင်ကနေထောက်နေရအကွာဝေးချပြီးတရိကံပုံစံဖွဲ့စည်းခဲ့ပါတယ်ဒီလိုလောက်တာကအာယုံကံကရိယာအခြေပြန်ဆုံးဖြစ်စေဖို့ထောက်လန်းခံရတာကိုနှဲပါစီဖို့နဲ့ရေဒါက drone တစ်စင်းကိုဖမ်းရင်တော့ကျန်တာတွေပုံကွယ်နိုင်အောင်ပြုလုပ်ဖို့ဖြစ်ပါတယ်အနောက်ဘက်အကြဆုံး drone ကအမိန်ပေး unit အဖြစ်လှုပ်ဆောင်ပြီး Odaxana ကအမိန်ပေးစင်တာနဲ့ကုတ်ဟွက်ထားတဲ့အဝေးဒိန်းစနစ်တွေကိုတည်ဆောင်ထားပါတယ်ဖွဲ့စည်းပုံအတွင်းဆက်သွယ်မှုတွေအတွက် ရေဒီယိုအစအနီးအောက်ရောင်ကြီးလေဆာချိတ်ဆက်မှုတွေကိုတုံပါလေဒီရောင်ကြီးတွေကတိတ်ဆိတ်တယ်ဖမ်းမမိနိုင်ပါဘူးစက်ပစ္စည်းတွေကိုအနှောက်အယှက် ပေးလို့လည်းမရပါဘူးအချက်အလက်တွေလမ်းကြောင်းပြင်ဆင်မှုနဲ့အပူချိန်တိုင်းတာမှုတွေဟာဒီလေဆာရောင်ကြီးတွေကနေပို့လွှတ်ပါလေဒီ drone တွေဟာ digital ရေချောင်းမြေပုံတွေကိုလိုက်နာခဲ့ပါလေအရက်ဖက်တင်မောလမ်းကြောင်းတွေ radar စကန်အနေနဲ့ sonar ဇီယားကွက်တွေကိုရှောင်ရှားခဲ့ပါလေရှစ်ကနေ code knock အမြန်နှုံးသွားပြီး radar အောက်မှာရှိနေဖို့အတွက်ရေမျက်နှာပြင်ကိုကပ်ပြီးပြန်တန်းခဲ့တာပါ ရုရှားထောက်လိုင်းရေစုံတွေကိုတမိုင်ပိုရောက်လေလေတင်းမမှုပိုများလေလေဖြစ်ပါရင်အမားတခုခုလုံးမိတိုင်းရေဒီယာလှိုင်းတစ်ချက်ဖမ်းမိသွားရင်ဒီမရှင်ပြီးဆုံးနိုင်ပါရင်ဒါပေမဲ့လည်းပင်လေကငြိမ်သက်ပြီး drone တွေကတော့ရှေ့ဆက်ခဲ့ပါရင် Mura V7 စစ်စင်ကြီးဟာသူ့ရဲ့တဲဆောင်လာတဲ့ပစ္စည်းတွေကြောင့်ဆန့်တက်ပါရင် drone တစ်စီးချင်းစီမှာ A9M slide window down ကြီးတစ်စီးတက်ဆင်ထားပါရင်ဒါတွေဟာမူလာကတိုက်လေတွေမှာတုံးတဲ့အပူကိုလိုက်ရှာတဲ့တာတိုးပစ်ဒုံးကြီးပါဒါပေမဲ့အခုတော့ရေမျက်နှာပြင်အထက်၃မီအကွာလောက်က drone တွေပေါ်မှာတက်ဆင်ထားပါရင် ယူကရိန်းဟာဒီဒုံးကြီးရဲ့အခန့်ကဏ္ဍကိုအသစ်ပြန်လဲသတ်မှတ်လိုက်တာပါအင်ဂျင်နီယာတွေကဒုံးကြီးကိုအနှိမ့်တောက်ပြစ်မှတ်ထားဖို့အတွက်ချိန်ညှိခဲ့ပါတယ်အနီရောက်ယောက်ကြီးရှာဖွေသူတွေကရုရှားဆုစ30 SM တွေကင်းလှည့်နေတဲ့ပေ90အောက်အပူစွမ်းကိုလိုက်ရှာပါတယ်လိုင်းတွေရဲ့အပူဓာတ်မှုမိုးတောက်ချိန်အလင်းရောင်လို့လေတုအနောက်ရှက်တွေကိုလည်းထည့်သွင်းတက်ချက်ခဲ့ပါတယ်လမ်းညွှန်မှုအတွက် GPS အတွေ့ပိုင်းလမ်းညွှန်မှုစနစ်နဲ့ Odexas C ကိုလုံခြုံတဲ့အလင်းနဲ့ချိတ်ဆက်မှုတွေကိုတုံးခဲ့တာပါပြစ်မှတ်ထား AI ကရုရှားတိုက်လေယာဉ်တွေပေါ်က AL31FP အင်ဂျင်တွေကထွက်လာတဲ့အပူငွေတွေကိုလောချခဲ့ပါတယ်။ slide winner တစ်စီးဟာ189ပေါင်အလေးချိန်ရှိပြီး20.8ပေါင်အလေးချိန်ရှိတဲ့ပေါက်ကွဲပြီးအပိုင်းစားဖြစ်စေတဲ့ထိပ်ဖူးပါရှိတာကြောင့်တိုက်လေရင်တစ်စီးကိုတစ်ချက်တည်းနဲ့ဖျက်ဆီးနိုင်လာပါတယ်။ဆယ်စုံးနှစ်တွေကြာအောင်စစ်တပ်တွေကဒုံးကျည်တွေဟာဂျက်လေရင်တွေစီကိုအပေါ်ကိုတပ်ပြီးတိုက်ခိုက်လိုက်မယ်လို့မျှော်လင့်ခဲ့ကြတာပါ။ယူကရိန်းကတော့ပင်လယ်ရေမျက်နှာပြင်အပေါ်ကနေပစ်ခတ်လိုက်ပါတယ်။မေလ2ရက်နေ့မှာ drone တွေဟာရုရှားရဲ့ကံယူတန်းထောက်လိုင်းရေးစုံကိုဖျက်ချော်ခဲ့ပါတယ်။မနက်6:03မိနစ်ခွဲမှာ ရုရှားရေဒါကအရှိတ်ကို26 knot အမြန်နှုန်းနဲ့ရွေးရှားနေတဲ့အနှိမ့်ပြန်ရင်းငယ်နှစ်စိမ့်ကိုထောက်လန်းမိခဲ့ပါတယ်။ drone ၃စိမ့်က၂စိမ့်သာမြင်ရပြီးတတိယမြောက် drone ကတော့ပုံကွယ်နေပြီးတိုက်ခိုက်မှုကိုညှိနှိုင်းနေပါတယ်။ Crimea ကနေ Su 30M တိုက်လေ၂စီအလင်းမြန်ထွက်ခွာလာပြီးဂျာဖြတ်တိုက်ခိုက်ဖို့ပေ၄တောင်တက်ခဲ့ပါတယ်။အမီနံပါတ်34အနီရောင်ကရှေ့ဆောင်ပြန်တန်းပါတယ်။ဒီစုံတွေကိုဝင်ရောက်တာနဲ့ USV Unit 1ကဒုံးကျည်အတွက်တင့်တော်တဲ့တောင်ကျိုးရောက်လမ်းကြောင်းချိန်ကြီးလိုက်ပါတယ်။ မနက်6:09မိနစ်16စက္ကန့်မှာတော့ပထမအဦးဆုံး slide ဝင်တဲ့ဒုံးကြီးဟာပင်လယ်မျက်နှာပြင်ကနေပြစ်လွတ်လိုက်ပါတယ်။ဒါက Sus 30ရဲ့အပူမှုကိုအာရုံခံလိုက်ပါတယ်။လေမှုကရှောင်းတိုင်းဖို့ကြိုးစားပေမဲ့6:09မိနစ်22စက္ကန့်မှာဒုံးကြီးဟာဘယ်ဘက် engine ကိုထိမှန်ခဲ့ပါတယ်။တာပိုင်ပေါက်ကွဲတောင်ပံပြက်စီးပြီးဂျက်လင်လဲထွက်သွားပါတယ်။တွဲဘက်လေမှုကတော့ထွက်ခွာသွားခဲ့ပြီးကယ်ဆယ်ခံခဲ့ရပါတယ်။ထွက်မလာတဲ့လေမှုကတော့တိတ်ဆုံးသွားခဲ့ပါတယ်။ဒါဟာပင်လယ်မျက်နှာပြင်မှာ drone တစ်ခုကနေပြစ်လွတ်တဲ့ဒုံးကြီးနဲ့ လူစည်းတိုက်လင်တစည်းကိုပထမဆုံးအကြိမ်ပြစ်ချလိုက်တာဖြစ်ပါတယ်။စကန်အနေနဲ့အကြာမှာတောင်မှချင်းရှင်ပြန်တန်းနဲ့အပြာရောင်16ကတုံ့ပြန်ပါတယ်။ USV Unit 2ကဂျက်လင်ရဲ့ကိုယ်တိုင်အလဲပိုင်းကိုပြစ်မှတ်ထားပြီးတနအယူ29မိုင်နှုန်းအရှိန်မြင့်ခဲ့ပါတယ်။6 9မိနစ်48စက္ကန့်မှာဒုတိယမြောက် slide ဝင်တာဒုံးကြီးပြစ်လွတ်လိုက်ပါပြီ။အဲဒါကညာဘက်တောင်မှန်ကိုထိမှန်ပြီးပြန်တန်းနိုင်စွမ်းကိုဖျက်ဆီးကတနအယူမိုင်400နှုန်းနဲ့ထိုးကျသွားပါတယ်။ လေးမူး2ဦးလုံးထွက်မလာနိုင်ခဲ့ပါဘူး။45စက္ကန့်အတွင်းမှာတိုက်လေ2စီလုံးဆုံးရှုံးခဲ့ရပါတယ်။တိုက်ခိုက်ပြီးတဲ့နောက် drone တွေကအတီးပြူချက်ကိုပေးပို့ခဲ့ပြီးရုရှားအတွက်ပြန်လည်ရယူစရာဘာမှမကျအောင်ဖျက်ဆီးပစ်ခဲ့ပါတယ်။ဒုံးကြီးထိပ်ပူအပိုင်းစာတွေ black box တွေပြစ်လို့မှတ်တမ်းတွေဘာမှမရှိပါဘူး။ရှေ့တန်းတိုက်လေ2စီရုတ်တရက်ဆုံးရှုံးမှုနဲ့ပင်လယ်ကနေလာတဲ့ချိန်ချောက်မှုအသက်သာကျန်ရခဲ့ပါတယ်။ဒီဖျက်ဆီးမှုကရုရှားရဲ့ပင်လယ်နဲ့အမိန့်ပေးဌာနကိုတုံ့လုံစေခဲ့တာပါ။မော်စကိုကအရေးပေါ်အမိန့်ပေးချက်တွေထုတ်ပြန်ခဲ့ရပါတယ်။ အနောက်ပိုင်းပင်လယ်နက်မှာရှိတဲ့ဆုစတတိကင်းလှည့်ပြန်သမ်းမှုအလုံးကိုနှစ်ပတ်ကြာဆိုင်ငင်လိုက်ပါတယ်။ဒီဆုတ်ခွာမှုဟာစေးနီးပြူဟာထက်စိတ်ပိုင်းဆိုင်ရာပိုများပါတယ်။ပင်လယ်ကနေပြုတ်လွတ်တဲ့ဒုံကြီးဆိုတဲ့မျက်စိကွယ်နေတဲ့အားနည်းချက်ကိုရုရှားရှာတွေ့သွားခဲ့ပါပြီ။အင်ဂျင်နီယာတွေကအရေးကြီးတဲ့ area တွေအထူးဖြင့် Novaraxi ပင်လယ်အော် နားမှာရေပေါ်အတားအဆီတွေတမ်မီစကားတွေနဲ့ဆိုနာဇီယာခွက်တွေကိုတက်ဆင်ခဲ့ကြပါတယ်။ပထမဆုံးအကြိမ်အနေနဲ့ရုရှားဟာရေမျက်နှာပြင်ကိုတီးကြတဲ့ဒုံကြီးပြုတ်လွတ်ရာနေရာတစ်ခုအဖြစ်သဘောထားဖို့လိုအပ်လာခဲ့ပါတယ်။ အနေဖြင့်ကံယူရန်ကင်းလင်းမှုတွေကိုလည်းတားမြစ်ခဲ့ပါတယ်။တိုင်းလင်းမစ်ရှင်တွေကိုကုန်းတွင်ပိုင်းပို့ဝေးတဲ့နေရာတွေစီရွှေ့ခဲ့ပါတယ်။ထောက်လန်းရီကိုအလဲလဲအမြင်က UAV တွေနဲ့အဝေးပစ်ရေဒါစကန်စီကိုပြောင်းခဲ့ပါတယ်။ဒါကရုရှားရဲ့ပင်မနွမ်းနဲ့နေပြီးသားစနစ်အပေါ်ပို့ပြီးဖိအားတွေတိုးလာစေရပါ။ရုရှားတပ်မှုတွေဟာအပြေရှားရခက်ခဲ့တဲ့အမှတ်တရတစ်ခုကိုရင်ဆိုင်ခဲ့ရပါတယ်။သူတို့ရဲ့အစင်းစင်းကာကွယ်ထားတဲ့လေကြောင်းရံကာကွယ်ရေးကိုဖျက်ဆီးခံလိုက်ရပါတယ်။ဒါပေမဲ့တမ်မိုးကြီးလေရင်တွေဒါမှမဟုတ်မြန်နှုံးမြင့်ဒုံးကြီးတွေကြောင့်မဟုတ်ဖဲ ေးငွေနှေးကွေပြီးမြင်ရဖို့ခက်ခဲတဲ့ drone တွေကြောင့်ပါယူကရိန်းအတွက်ဒါဟာတော်လှန်တဲ့မဟာဗျူဟာမျိုးလှုပ်ရှားမှုပါရုရှားတော်တော်သူတို့ရဲ့ရိုးရစေးရဲ့အယူအဆကိုချိုးဖြတ်ပစ်လိုက်တဲ့နိုးထားတဲ့ခေါင်းလောင်းသံဖြစ်ခဲ့ပါတယ်။တစ်ချိန်ကလုံခြုံတယ်လို့ယူဆခဲ့တဲ့ပင်လယ်နက်ရဲ့အနိုင်ပိုင်း၄ပိုင်းနဲ့ဟာအခုချိန်မှာထိခိုက်လွယ်တဲ့နေရာတစ်ခုဖြစ်သွားပါပြီ။ရုရှားဟာရေဒါရဲ့အပြင်ဘက်မှာဘာတွေချမ်းမြောင်းနေသလဲဆိုတာပထမဆုံးအချိန်အဖြစ်မသိတော့ပါဘူး။မေလ၂ရက်နေ့မှာ Nova Roxy ကမ်းလွန်မှာဖြစ်ပျက်ခဲ့တာဟာရိုးရိုးလှည့်ပြားမှုတိုက်ခိုက်မှုထပ်ပေါ်ပါတယ်။ ဒါစီးရဲ့အယူအဆအထိတ်လန့်စေခဲ့တာပါယူကရိန်းဟာဒေါ်လာ3သိန်းအောက်ကုန်ကျစရိတ်နဲ့ပင်လယ်ရေငယ် drone 3စီးကိုတုံပြီးဒေါ်လာတန်100ကျော်တန်ဖိုးရှိတဲ့ရုရှားလေတပ်အင်အားကိုဖျက်ဆီးပစ်ခဲ့တာပါရုရှားရဲ့ပင်လယ်နဲ့ရေတပ်မှာအဆင်အမြင့်ဆုံးဖြစ်တဲ့ Su-30 SM တိုက်လေနှစီးဟာတခြားဂျက်လေယူနေနဲ့ဒါမှမဟုတ်ဒုံးကြီးတွေကြောင့်မဟုတ်ပဲပင်လယ်မျက်နှာပြေကနေပြစ်လွတ်တဲ့လေဝေဒုံးကြီးတွေကြောင့်ဖျက်ဆီးခဲ့ရပါတယ်ဒီလိုမျိုးတိုက်ခိုက်မှုအောင်မြင်တာဟာတမိုင်းမှာပထမအဦးဆုံးပါအဲဒီရဲ့တရားမှုကငွေကြေးဒါမှမဟုတ်လင်းရင်ဆုံးရှုံးမှုထပ်ပို့ပါတယ် ဆူးသတိတိုင်းလင်အုပ်စုဆုတ်ခွာသွားပြီးအနှိမ်ပြန်ကင်းလဲမှုတွေရပ်ဆိုင်းလိုက်တဲ့အတွက်ရုရှားဟာအနောက်ပိုင်းပင်လယ်နက်တစ်လျှောက်ပေ9000အောင်လေပန်းနက်ရဲ့ထိန်းချုပ်မှုကိုဆုံးရှုံးခဲ့ရပါတယ် UAV တွေနဲ့ USV တွေကိုတားဆီးလေးရှိတဲ့ဇုံဟာအခုအချိန်မှာထိခိုက်လွယ်တဲ့ဇင်းကြံလန်းဖြစ်သွားပါပြီယူကရိန်းဟာလေယာဉ်တွေကိုဖျက်ဆီးရုံသာမကပဲလေကြောင်းအတားစီးရမှုကိုပါပြန်လဲအတိတ်ပဲဖွင့်ဆိုခဲ့ပါတယ်အောင်ပွဲရဖို့ကောင်းကင်ကိုထိန်းချုပ်ဖို့မလိုပါဘူးကောင်းကင်အောက်ကအားနည်းချက်တွေကိုအခွင့်ကောင်းယူဖို့သာလိုတယ်ဆိုတာပြလိုက်တာပါရေဒါရဲ့အောက်ဖက်ကနေတိုက်ခတ်ခြင်းအဖြစ်ယူကရိန်းဟာ ရုရှားရဲ့အစင်စင်ကာကွယ်ရေးစနစ်ကအားနည်းချက်ကိုဖော်ထုတ်ခဲ့ပါတယ်။ဒါအနာဂတ်စစ်ပွဲကိုပြန်လည်စဉ်းစားစေခဲ့ပါတယ်။ဒီအမြင်အစ်မစစ်မြေပြင်ဆိုတာဟာမြေပင်လည်းလေတတ်မဟုတ်တော့ပဲအရေးတွေထဲမှာလည်းသူတို့ကိုချိတ်ဆက်ပြီးတဲ့အရာဖြစ်လာပါပြီ။အင်အားကြီးဆုံးတိုက်ခိုက်မှုတွေဟာလှိုင်းတွေရဲ့အောက်ကနေလာတယ်ဆိုတာယူကရိန်းတပ်တွေပြခဲ့ပါတယ်။မနက်၄:၁၂မိနစ်မှာပိုလင်နီးယားပင်လယ်အော်ရင်းငုပ်တင်းမော့အခြေစိုက်စကန်ဟာမှိန်ဖြောဖြောအာတိတ်ကောင်းငင်အောင်မှရှိနေချိန်ရေဒါပေါ်မှာရုတ်တရက်လှုပ်ရှားမှုတွေပေါ်လာပါတယ်။ ယူကရိန်းထောက်လိုင်းရေးဒါဇင်ပေါင်းများစွာနဲ့လှည့်မြန်တဲ့ရေမျက်နှာပြင်ကပ် USV တွေဥတီယာမျိုးစုံကနေရုတ်တရက်ထိုးတက်လာခဲ့တာပါသူတို့ဟာကာကွယ်ရေးနယ်နိမိတ်တိုင်းကိုထိုးဖောက်နေတဲ့လေတဲက drone တွေနဲ့ kamikaze UAV တွေရဲ့စုညံတန်းတွေကိုဖုံးအုပ်ထားပါတယ်ဂန်လုံးပင်လယ်ပြင်မှာတော့ Yaksi class နဲ့ Amara free kick စစ်သင်္ဘောတွေတိုက်ပွဲဝင်မှုအသင့်ပြင်ဆင်နေကြပြီးလေရင်တင်သင်္ဘောကလည်းရွေးလျားထိုင်အဖြစ်လှုပ်ဆောင်ခဲ့ပါတယ်ဒါယိုယိုစီးနေတိုက်ခိုက်မှုမဟုတ်ပါဘူး ရုရှားရဲ့မြောက်ပိုင်းရေငုပ်တင်မောဗဟုချက်ကိုခြေချုပ်ကင်မောရည်ရထားတဲ့ဝင်ရိုးပေါင်းစုံတိုက်ခိုက်မှုရဲ့ပထမဆုံးတိုက်ခိုက်မှုဖြစ်ပါတယ်။ပထမဆုံးတိုက်ခိုက်မှုအပြီးဆက်ကမှအကြမ်းတိုက်ပွဲဟာထောက်လန်းမှုနဲ့ပိတ်ပင်တားဆီးမှုရဲ့ခွဲစိတ်ကူတာမှုအစဉ်ကိုရောက်လာပါတယ်။ထောက်လိုင်း drone တွေနဲ့ USV တွေဟာအားနည်းချက်တွေကိုဖုံးအုပ်ဖို့တမိုင်အကွာဝေးချပြီးပင်လယ်အော်တစ်လျှောက်ပြန့်နှံ့ခဲ့ပါတယ်။အပူတပုတ်အနေနဲ့ဒါရိုက်ပုံရိပ်တွေကိုဗဟုဌာနစီကိုလွှင့်တင်ပြီးစီစဉ်သူတွေကချင်းချောက်မှုတွေကိုမိနစ်အလိုက် update လုပ်ခဲ့ပါတယ်။ ဒီမော့ပေါ်မှာရောကုန်တင်ကားပေါ်မှာပါတက်ဆင်ထားတဲ့ electronic စစ်စင် unit တွေကအဓိကကျိန်းနှုန်းတွေတလျှောက်လာရောညီထွေရှိတဲ့စုညံတန်တွေကိုပို့လွှတ်ခဲ့ပါတယ်။ဒါပေမဲ့လည်းဒီလိုမျိုးချိန်ညှိမှုတိုင်းကတိုက်ခိုက်သူတွေကိုအခွင့်အလမ်းသက်တွေပေးပါတယ်။တိုက်ပွဲဟာရေပြင်အစ်စင်ကိုရွေးရှားသွားခဲ့ပါပြီ။ဒေးငယ်တဲ့မြန်ဆန်တဲ့ရေငယ်တွေကတိကျတဲ့တိုက်ခိုက်မှုတွေကိုလုံဆောင်ခဲ့ပါတယ်။ငါးဖန်းလေငယ်တွေထပ်မပိုးတဲ့တင်မောသားမပါတဲ့ USV တွေဟာအာယုံခံကရိယာအရေးတွေချာမှာလှည့်မြန်စွာဖြတ်တန်းခဲ့ပါတယ်။သူတို့ရဲ့မစ်ရှင်ကဖြတ်စည်းဖို့မဟုတ်ပဲအာယုံလွှဲဖို့ပါ။သူတို့ဟာရေဒါတိုင်းကိုတိုက်ခိုက်ခဲ့တယ်။ မီးတွေကိုနှောက်ရှက်တယ်ပြီးတော့ကာကွယ်သူတွေကိုသူတို့ရဲ့နေရာတွေကိုဖောက်ထုတ်ဖို့တွန်းအားပေးခဲ့ပါတယ်။ကာမီကာဇီဒရုန်းအနေနဲ့ FPV အုပ်စုတွေက USV တွေနဲ့ပူးပေါင်းလုံဆောင်ခဲ့ပါတယ်။ပေတထောင်ကနေ2000အမြင့်ကနေကာမီကာဇီဒရုန်းတွေကကံယူတဲ့တပ်နှက်တွေနဲ့ရေဒါစခန်းတွေကိုထိုးစင်ခဲ့ပါတယ်။ FPV လေငယ်လေးတွေကလည်းလောင်စာစီပိုက်လိုင်းတွေနဲ့အင်တနာတွေကိုပြစ်မှတ်ထားခဲ့ပါတယ်။တင်းခဲ့တဲ့တိုက်ခိုက်မှုတိုင်းကတုံ့ပြန်မှုကိုဖြစ်စေပြီးကာကွယ်သူတွေရဲ့အာယုံစူးစိုက်မှုကိုခွဲထုတ်စေခဲ့ပါတယ်။ ကမ်းလွန်ပင်လယ်ပြင်မှာတော့ Amara နဲ့ Yazi Class Unit တွေကစီးမင်းတွေကိုထိန်းသိမ်းဖို့ကြိုးစားခဲ့ပါတယ်။ဒုံးကြီးပိုက်တွေလဲပတ်ခဲ့တယ်၊ပုံရိပ်ရောင်တွေဖြန့်ကျက်ခဲ့တယ်၊လက်နက်ငယ်တွေကမြန်ဆန်တဲ့ပစ်မှတ်တွေကိုခြေရာခံခဲ့ပါတယ်။ဒါပေမဲ့ရေပေါ်နဲ့ရေအောက်နှစ်ခုလုံးကိုကာကွယ်ဖို့ခတ်ခဲ့တဲ့အခြေအနေဖြစ်ခဲ့ပါတယ်။ USV တွေကိုအာရုံစိုက်ရင်ငုံသင်းမော်တွေထိခိုက်ခံရမှာဖြစ်ပြီးရေငုံသင်းမော်တွေကိုကာကွယ်လှည့်မြန်တဲ့တိုက်ခိုက်သူတွေကအားနည်းချက်တွေကိုအခွင့်အကောင်းယူသွားမှာပါ။ရှေ့တန်းကယ်ဆယ်အဖွဲ့တွေနဲ့လူမဲ့ဆေးဘက်ဆိုင်ရာ USV တွေကဒဏ်ရာရရေတပ်သားတွေကိုကဲထုတ်ဖို့နဲ့ ပျက်စီးသွားတဲ့တင်းမောတွေကိုဆွဲထုတ်ဖို့တတ်မှတ်ထားတဲ့နေရာတွေစီမှာစောင့်ဆိုင်ခဲ့ကြပါတယ်။ဒါကစီအက်တာစီရဖို့ထိန်းထားရင်အရသာတိုက်ခိုက်မှုတွေရောအနေဆုံးဖြစ်စေပါ။နောက်ဆုံးမှာတော့အိုလင်နီယာပင်လယ်အော်ရဲ့ကာကွယ်ရေးတွေဟာကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုကြောင့်မဟုတ်ပဲတင်းငယ်တဲ့တိုက်ခိုက်မှုပေါင်းများစွာကြောင့်အားနေသွားခဲ့ပါပြီ။ကံယူရတဲ့တနသမားတွေဟာပုံရောင်တွေကိုလိုက်ဖမ်းနေချိန်မှာအာယုံခံကိရိယာတွေကပြန်ကျဲသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့တိုက်ခိုက်မှုကကောင်းကင်စီကိုရွေ့သွားပါတယ်။ F16 တွေနဲ့မဟာမိတ်တိုက်လေတွေဟာမိုင်း200ကျော်အကွာအဝေးကနေ ကွဲပြားနေတဲ့လမ်းကြောင်းတွေကိုချိကပ်ခဲ့ပါတယ်။ရေမြက်နှက်ပြင်ကအနေမိုင်းစုညံတံတွေနဲ့ကြမ်းရှိနေတဲ့ electronic မြူတွေကသူတို့ကိုဖုံးကွယ်ထားခဲ့ပါတယ်။အစောပိုင်းတိုက်ခိုက်မှုတွေကနှောက်ယှက်မှုတသက်ပါ။ပြင်းမှတ်တွေကလောင်စာစီကိုတောင်တွေခိုင်မာတဲ့လက်နက်ခဲရဲ့ဘန်ကာတွေနဲ့ရေငုပ်သင်းမုတ်အုပ်စုကိုထောက်ပံ့နေတဲ့ကိုကဲဘဟုချက်တွေပါဝင်ပါတယ်။လောင်စာစီတိုင်ကြီးတွေကိုဒုတိယပောက်ကွဲမှုတွေထိမှန်တဲ့အခါမီးလုံးတွေဟာပေရာပေါင်းများစွာမြင့်တက်ခဲ့ပါတယ်။ရုရှားတင်မော်တွေကပြန်တိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်။ အမရာလီနေတင်မောကနေဆူ33တိုက်လင်းတွေကိုလွှတ်တင်ခဲ့ပြီးရာဆန်ကလပ်တင်မောဟာအတန်ထက်မြန်တဲ့ဒုံးကျည်တွေပြစ်ခတ်ခဲ့ပါရယ်လက်နက်ငယ်တွေနဲ့30မီလီမီတာကြီးစံတွေကိုတုံးပြီးကုန်းဘတ်တနတ်သမားတွေကစနစ်တရမ9မီလီမီတာကြီးစံတွေနဲ့ဝင်လာတဲ့ drone တွေကိုနှောက်ရှက်ခဲ့ပါရယ်ဒါပေမဲ့ဂျာပြတ်တိုက်ခိုက်မှုတိုင်းဟာရင်းငုတ်တင်မောကိုကာကွယ်ဖို့အတွက်သုံးရမယ့်အရင်းမြစ်တွေကိုဆွဲထုတ်သုံးဆွဲလိုက်တာပါတိုက်ခိုက်ရေးလိုင်းတွေလောင်စာစီပြန်ပြေးတဲ့အချိန်ရောက်တဲ့အခါအိုလင်နီယာပင်လယ်အော်ရဲ့ရင်းငုတ်တင်မောစစ်စင်ရေးတွေဟာရှားကြီးချေချုပ်ဖြစ်သွားခဲ့ပါရယ် ။လောင်စာစီဇီယာကွက်တွေပြက်စီးခဲ့ပြီးကိုကဲကြီးလှုပ်ယူလှုပ်ဆင်းနေပြက်ပြဲသွားပါရီ။တိုက်ပွဲဟာလေထဲကတွက်လက်မှုနဲ့ရေချောင်းကာကွယ်ရေးတဲ့ဂျားတွေကထိုးစစ်တိုက်ပွဲဖြစ်ခဲ့ပါရီ။နေဝင်စားအချိန်မှာဒုံးကြီးထိမှန်နေဝင်စားအချိန်မှာဒုံးကြီးထိမှန်မှုကြောင့်ကျန်ရခဲ့တဲ့ဟာကွက်နေရာတွေတဲကနေ USV ငယ်လေးတွေရေရှားသွားခဲ့ပါရီ။ဝါဒနာရှင် drone လောက်တင်းခဲ့ပြီးမှပုံသွင်းထားတဲ့ဘုံထိပ်ဖူးတွေပါတယ်။ FPV အုပ်စုကရုရှားတင်းမော်တွေပေါ်ကနေ radar နဲ့လက်နက်တွေကိုတိုက်ခိုက်ရင်လှိုင်းတွေအထက်ကနေကပ်ပြီးပြန်ခဲ့ပါတယ်။ သူတို့ရဲ့ရုတ်တရက်ထိုးစင်းမှုတွေကဗျံမာဖြစ်စေပါတယ်။ရုရှားသင်္ဘောသားတွေက30မီလီမီတာနဲ့စနစ်တရမှ9မီလီမီတာကြီးစံနဲ့ပြစ်ခတ်တိုက်ခိုက်ကြပြီးမြဲတိုက်ခိုက်သူတွေရဲ့အရေးအတွက်နဲ့လှုပ်ရှားမှုတွေကကာကွယ်ရေးတွေကိုလွှမ်းမိုးသွားစေခဲ့ပါတယ်။ကမ်းပေါ်မှာအင်ဂျင်နီယာတွေနဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကအပြည့်အစုံတွေရှင်းလင်းပြီးဒဏ်ရာရရုရှားနဲ့ယူကရိန်းရေးတပ်သားတွေကိုကယ်ဆယ်ခဲ့ကြပါတယ်။ဒီတိုက်ပွဲဟာဆက်ပိုင်းဆိုင်ရာအရေးကြီးလိုအပ်မှုနဲ့တေးကြတဲ့လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေကိုပေါင်းစပ်ခဲ့တာပါ။ညအချိန်မှာ ပိုလင်နီးယားပင်လယ်အော်ဟာခန္ဓာရင်းနဲ့ပူးပေါင်းဆောင်ရွက်မှုရဲ့စံတမ်းမှုတစ်ခုဖြစ်ခဲ့ပါတယ်။ဒိုက်ပွဲကနှစ်ဖက်စလုံး electronic စစ်စင်ကြီးကရိယာတွေကိုဖြန့်ကျက်လိုက်တဲ့အခါပုံမှုပြင်းထန်လာပါတယ်။ဒင်းမောပေါ်မှာရောကုန်းတင်ကားတွေပေါ်မှာပါတက်ဆင်ထားတဲ့ဂျမ်မာတွေကကျိန်နှုံးတွေကိုစူညံတံတွေနဲ့မှားယူနေပဲ့တင်တံတွေပြင်းထန်စေခဲ့ပါတယ်။ထိန်ချုပ်မှုအချက်ပြမှုတွေလည်းပြတ်တောက်သွားပါတယ်။အတန်လိုင်းတွေစူညံသွားတယ်၊မျက်နှာပြင်တွေပေါ်မှာပုံရိပ်ရောင်တွေပေါ်လာခဲ့တယ်။ operator တွေကတကယ်စစ်ရင်နှန်းကိုကာကွယ်ရင်းတရေချတဲ့လိုအရာတွေကိုလိုက်ဖမ်းခဲ့ရပါတယ် ယူကရိန်းကဒီရှုပ်ထွေးမှုတွေကိုအခွင့်အကောင်းယူခဲ့ပါတယ်။ပေ2500အမြင်ကအဝေးပစ်ထောက်လိုင်း drone တွေကကုတ်ဝတ်ထားတဲ့ပုံရိပ်တွေကိုလေဆာ line တွေကတဆင့်တိတ်တဆိတ်ပို့လွှတ်ခဲ့ပါတယ်။ cyber ဖွဲ့တွေကရုရှားကွန်ရက်တွေစီကိုရေငုပ်သင်းမောထောက်ပါမဲ့အချိန်အတုတွေအပါအဝင်မှားယွင်းတဲ့အစီရင်ခံစာတွေပို့ခဲ့ပါတယ်။ဗမာစီရဲ့အချက်လက်တိုင်းကရုရှားတပ်မှုတွေကိုရှားပါတဲ့အရေးမြစ်တွေကိုလမ်းကြောင်းပြောင်းခိုင်းစီပြီးသူတို့ရဲ့တုံ့ပြန်မှုကိုနှိမ်ခွေးစီပါတယ်။ရုရှားကတုံ့ပြန်မှုစူးစမ်းခဲ့ပါတယ်။ ဘန်ဂါရီနဲ့မွန်ဘိုင်းရီလေးတွေဟာအချိန်နှုန်းနှိပ်ပောက်ကွဲမှုတွေနဲ့ရီဒါလိုင်းတွေကိုအသုံးပြုပြီးတကယ့် drone တဲဆောင်တဲ့ယာဉ်တွေကိုရှာဖွေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲနေတို့ကလူသားချင်းစာနာမှုဇင်းကြံလမ်းတွေကိုဖွင့်လှစ်ခဲ့ပြီးဆေးဘက်ဆိုင်ရာလင်းပြန်တွေနဲ့ကယ်ဆယ်ရေးလေတွေကအရက်သားတွေနဲ့ဒဏ်ရာရရတဲ့သားတွေကိုဘေးကင်းစွာကယ်ထုတ်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့တိုက်ပွဲဟာအထွတ်ထိပ်ရောက်ခဲ့ပါတယ်။ drone နဲ့ USV အုပ်စုကဥဒိယာမျိုးစုံကနေတိုက်ခိုက်ခဲ့ကြပြီး F16 တွေကတိကျတဲ့လက်နက်ခဲယမ်းတွေကိုပြစ်လွှတ်ခဲ့ပါတယ်။ ကမ်းလွန်ပင်လယ်ပြင်ကမီးထောက်ပံ့ရေးသင်္ဘောတွေကလမ်းညွှန်ထားတဲ့ကြီးစံတွေကိုပြစ်ခဲ့ကြပြီး EW အဖွဲ့ကရုရှားကိုကဲလမ်းကြောင်းတွေကိုနှောက်ယှက်ကြပါတယ်။ပြစ်မှတ်တွေကလောင်စာစီကိုတောင်တွေရှီကုတ်သင်္ဘောဆိုက်ကတဲ့နေရာတွေနဲ့ကိုကဲဗဟုချက်တွေပါပါတယ်။ရုရှားတပ်မှုတွေဟာခတ်ခဲတဲ့ရွေးချယ်မှုတွေနဲ့ရင်ဆိုင်ရတာပါ။တချို့ကရဆန်ကလပ်ရှီကုတ်သင်္ဘောတွေကိုပိုနှက်တဲ့ပင်လယ်အော်ရီစီကိုလွှတ်ခဲ့ပြီးတချို့ကကမ်းနားကိုကာကွယ်ဖို့နေခဲ့ကြပါတယ်။ကြမ်းကြမ်းမှုတွေကပြက်စီးနေတဲ့အခြေခံအဆောက်အအုံမှာရေတပ်သားတွေပိတ်မိနိုင်စေပါတယ်။ ကနဒါအပြစ်ခတ်ရစဲချိန်တွေကယူကရိန်းနဲ့နေတိုကဲဆဲရင်တွေကိုဗန်ရရသူတွေကိုကဲထုတ်ဖို့အတွက်အရက်သားတွေကိုကွာခွေဖို့ခွင့်ပြုခဲ့ပါတယ်။နိုင်ပေါင်းများစွာစိတ်ကမ်းတွေဟာပောက်ကွဲတံတွေနဲ့ကဲဆဲမီရှူမီပန်တွေပြင်းထန်ခဲ့တာပါ။မိုးလင်းတဲ့အချိန်မှာကုတ်ကဲရုပ်ကေပါတွေပြတ်တောက်သွားခဲ့ပါတယ်။ရေကုန်တင်းမောက်ကူတော်တွေတိတ်ဆိတ်သွားခဲ့ပါတယ်။အဓိကမဟာဗျူဟာမြောက်ရီမန်းချက်ကအောင်မြင်ခဲ့ပါပြီ။ရုရှားရေကုန်တင်းမောက်တွေနဲ့ဖရီဂိတ်စစ်တင်းမောက်တွေဟာပိုကျပြန်တဲ့အာတိတ်ရေပိုင်းနဲ့တခြားပြန့်နှံ့သွားခဲ့ရပြီးရေအောက်အင်အားကလည်းအားနေသွားပါတော့တယ်ခင်ဗျာ။